ပရိသတ်ရဲ့မြေတားကိုခွင်ယူထားတဲ့ဂျက်ဆင်ရဲ့ကောင်းမှုကြောင့်ရှုံးပွဲကြုံတွေ့ကြရတဲ့ချက်စီတင်ပရီးမီးယားလိဂ်ထိပ်တီးကလပ်ချက်စီတင်ရဲ့ကလပ်ကဘလာခီးကြမှာတကယ်ကိုမထင်မှတ်ပဲမြေမကောင်းရှုမကောင်းဟာတဆန်တဲ့ရှုံးပွဲတစ်ပွဲနဲ့ကြုံတွေ့ကြရပါတယ်။မနေ့ကကစားခဲ့တဲ့ဘရာဇီးကလပ်ဖလာမင်ဂိုနဲ့ပွဲမှာချက်စီတို့ဟာအစပိုင်းမှာတကူးနဲ့ဥဆောင်နိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ချီပါဂိုးတွေနဲ့အနိုင်ဂိုးတွေဇက်တိုက်ပြန်ပြီးခဲ့ရပြီးဂျာလကတော့သုံးဂိုးတကူးနဲ့ပြပြသားသားရှုံးနေခဲ့ရတာပဲဖြစ်ပါတယ်။ဒီချက်မွေးကချက်စီပရိသတ်တွေတကယ်ကိုစိတ်ပြက်ဝမ်းနည်းစရာကောင်းခဲ့ပြီးအထူးသဖြင့်ပွဲတဲကိုအာဂိုတကြီးနဲ့ထဲသွင်းခဲ့တဲ့ပိုက်စစ်မှုနီကိုလက်ချက်စင်ရဲ့ကန်ဆိုးမောင်းတောင်းမှုနဲ့ဆုံးဖြတ်ချက်အမားတွေကြောင့်ပဲဖြစ်ပါတယ်။ ပွဲစဉ်ပထမပိုင်းမှာချက်စီးတင်းကဖလာမင်ဂိုတင်းရဲ့တိုက်စစ်တွေကိုကောင်းကောင်းခုခံနိုင်ခဲ့ပြီးကိုဘက်ကနေလည်းတိုက်စစ်ဆင်နိုင်ခဲ့တာကြောင့်ဦးဆောင်မှုတကူကိုရယူနိုင်ခဲ့ပါတယ်။ဒီဦးဆောင်မှုကချက်စီးပြိတက်တွေအတွက်မျောလင့်ချက်တွေအပြည့်အဝပေးဆွနိုင်ခဲ့တာပါ။ဒါပေမဲ့ဘရာဇီးကလဖလာမင်ဂိုတင်းကလည်းချော့မပေးဘဲပြန်လည်ထိုးပေါက်ကစားခဲ့ရာချက်ပါကိုတကူကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ဘွဲ့ကတကူကြီးဒီအဖြစ်နေတဲ့အနေထားကိုရောက်ရှိလာခဲ့ပြီးပွဲရိုက်ဆိုင်ရုံကလည်းပုံမှုပြင်းထန်လာခဲ့ပါတယ်။ဒီလိုရေးကြည့်တဲ့အချိန်မျိုးမှာဘွဲ့ကတစ်ဖက်နဲ့တစ်ဖက်အနိုင်ဆုံးမဆုံးဖြတ်ရသေးတဲ့အခြေအနေမျိုးမှာ ချက်စီနီပြားကပွဲကိုအနိုင်ရရှိဖို့အတွက်ဖိုက်စစ်ပိုင်းကိုအားဖြည့်ဖို့မဟာဗျူဟာအမြောက်ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။သူကမန်ချက်စတာယူနိုက်တက်ဒင်းစီကနေပြိုင်ကြပြခိုးယူခဲ့တဲ့တိုက်စစ်ကစားသမားလီယန်ဒီလက်ကိုလူစားလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလက်ကဒီပွဲစဉ်တွေမှာဂျင်းနေတယ်လို့ပြောရအောင်ခြေစောမပြနိုင်ပေအမားယူနေရှိနေတာကြောင့်နီပြားအနေနဲ့သူ့ကိုလူစားလဲဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့နီပြားကဒီလက်နေရာမှာတက်စစ်မှုနီကိုလဲဂျက်ဆင်ကိုအာဂိုဒီဂျီနဲ့ပွဲလေးကိုထိုက်သွင်းခဲ့ပါတယ်။ပရိသတ်တွေကလည်းဂျက်ဆင်ရဲ့ငွေရောက်လာမှုနဲ့တူချက်စီရဲ့အနိုင်ကိုမျောလင့်ချက်တွေဖြစ်နေပြီးဝါဆောင်ကြုံနေကြပါတယ်။ဒါပေမဲ့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးဆိုးလို့ မထင်မှဖဲဖြစ်ဆိုးတွေစတင်ခဲ့ပြီးဒီလက်ရဲ့နေရာချင်းနေတာကနေဂျက်ဆင်ဘွဲတဲ့ရောက်လာတဲ့အခါမှာတော့အခြေအနေကပိုပြီးဂျင်းထက်သွားတာပဲဖြစ်ပါတယ်။ညီကိုလည်းဂျက်ဆင်ဘွဲတဲ့ကိုဝင်ရောက်လာပြီးတဲ့တမိနစ်ကြာမှာပဲဆက်စီတင်ရမထင်မှဖဲဒုတိယမြောက်ဦးဆောင်ဖို့ထပ်မံပေးလိုက်ရပြီးနှစ်ကိုတခုနဲ့ဖလာမင်ဂိုကိုဦးဆောင်ဝင်ပြုခဲ့ရပါတယ်။ဒါဟာဂျက်ဆီတင်တော်တကယ်ကိုရင်နာစရာကောင်းတဲ့အခြေအနေတစ်ခုပါပဲ။ တိုက်စစ်ပိုင်းကိုအားဖြည့်ပြီးအနိုင်ကိုရဖို့ကြိုးစားနေချိန်မှာကိုဘကဂိုးထက်ပေးလိုက်ရတာကစိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်တစ်ခုပဲဖြစ်ခဲ့ပါတယ်။အဲ့ဒီကိုပေးပြီးနောက်ထပ်3မိနစ်ကြာမှာတော့ဂျက်ဆင်ကိုတိုင်ကဂိုးလဲလူတိုင်မတူဦးကိုအလုံးမင်းပြင်းထန်စွာဖျက်ထုတ်ခဲ့ကြတော့ဒိုင်လူကြီးကဒိုက်ရိုက်နေကပြတ်သားပြီးကွင်းပြင်ပွားကိုထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုချင်းနေမျိုးဟာချက်စီလိုကဘာကျော်ထိတ်တန့်ကလေးအတင်းအတွက်တကယ်ကိုမြင်မကောင်းရှုမကောင်းတဲ့ဖြစ်ရတစ်ခုလို့တော့ဆိုနိုင်ပါတယ်။ကိုကပွဲကိုအနိုင်ရဖို့ဂိုးလိုအပ်နေလို့အာဂိုဒီကြီးနဲ့စားထိုးလိုက်တဲ့တိုက်စစ်မှုကပွဲထဲဝင်လာပြီးမကြခင်မှာပဲအတင်းကိုထပ်ပေးလိုက်ရုံသာမကသူကိုယ်တိုင်မှအနီးကနေထုတ်ခံခဲ့ရပြီးအတင်းကိုလူတယောက်ရော့သွားစေခဲ့တာပါ ီနောက်ပိုင်းမှာလူတယောက်သာနဲ့ကစားရတဲ့ဖလာမင်ဂိုကနောက်ထပ်တကူပါထပ်သွင်းခဲ့ပြီးသုံးဂိုးတကူဆုတဲ့ရလနဲ့အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ချက်စီတင်ကဒီနေ့ကလပ်ကဖလာရဲ့အုပ်စုဖွင့်ပွဲပွဲချင်းမှာလော့အင်ဂျလီဒင်းကိုအနိုင်ရရှိခဲ့ပေမဲ့အခုဖလာမင်ဂိုနဲ့ပွဲမှာတော့ဂျက်စင်ရဲ့ကန်ဆိုးမောအောင်ကြောင့်မို့နဲ့အတင်းရဲ့ခြေပြက်လက်ပြက်ကစားပုံတွေကြောင့်ဒီလိုဆိုးရတဲ့ပုံစံမျိုးနဲ့ပြန်လည်ရှုံးနေခဲ့တာပဲဖြစ်ပါတယ်။ချက်စင်ရဲ့ပွဲလေးကိုဝင်ရောက်လာပြီးမကြားခဲ့မှာပဲ။ကိုပေအနိကတိဆိုတဲ့ဖြစ်ပျက်တွေကြောင့်ချက်စီပရိသတ်တွေကြောင့်မှသူ့အပေါ်ဒေါသတွေစိတ်ပြတ်မှုတွေအတော်လေးမြင့်တက်နေတော့ပါပြီ။သူအသင်းကိုကူညီဖို့ဝင်လာခဲ့ပေမဲ့ ထုံးစံတဲ့အတင်းကိုပြန်ပြီးဒုက္ခပေးလိုက်တဲ့တိုက်စစ်မှုဖြစ်ပြည်သက်တွေကဝေဖန်နေကြတာလည်းဖြစ်ပါတယ်ဒီချုံဘွဲမျိုးဟာဆက်စီတင်းရဲ့ကလက်ကွာဝလာခီးချင်းကိုများစွာထိခိုက်စေနိုင်ပြီးနောက်ထပ်ပွဲစဉ်တွေအတွက်အတင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအပေါ်မှာတက်ရောက်မှုတွေရှိလာနိုင်ပါတယ်ဒါဒီတစ်အတွက်ပြင်ဆင်နေတဲ့အချိန်မှာဒီလိုမထင်မှတ်တဲ့ချုံဘွဲမျိုးကချက်စီနီးပြားနဲ့ကစားသမားတွေအတွက်အတင်းငန်းစာတွေများစွာပေးခဲ့ပြီးလာမယ့်ပွဲစဉ်တွေအတွက်ပြန်လည်ကောင်းမွန်လာဖို့ဖိအားတွေရှိနေပါတယ်အမေကချစ်တယ်အမေကချစ်တယ်အလစ်တယ်ပေါ်စကော့ဘစ်မား